အားလုံးပဲမင်္ဂလာပါ KTV ရဲ့နိုင်ငံရေးကဏ္ဍကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တည်းကျွန်တော်ရွေးချယ်ထားတဲ့ကောင်းစဉ်လေးကတော့ Mackinac ရဲ့ Heartland Theory အကြောင်းလေးပဲဖြစ်ပါတယ်ဒီအကြောင်းလေးကိုရွေးချယ်ပြခဲ့တာကကျွန်တော်ရဲ့နိုင်ငံရေးချစ်သူမိတ်ဆွေများကို Geopolitics ဆိုခေါ်တဲ့ပထဝီနိုင်ငံရေးအကြောင်းအရာများအရသာကိုမီးစမ်းကြည့်စီနေတာရောက်မှာဖြစ်ပါတယ်20ရာစုအစမှာပေါ်ပေါက်ခဲ့တဲ့ဒီနိုင်ငံရေးပညာရှင်ကြီး Hartford John Mackinac ရဲ့ Heartland Theory ဟာ အဲ့ဒီခေတ်ခါကာလကနိုင်ငံရေးလောကပေါ်ရိုက်ချက်ပြင်းခဲ့ပါတယ်။ဆရာကြီးမကင်ဂျာဟာအင်္ဂလိပ်လူမျိုးတူဖြစ်ပြီးတော့ပထဝီနိုင်ငံရေးနဲ့ပတ်သက်လာရင်သူက founding father စီးရင်ဝင်တူလည်းဖြစ်ပါတယ်။ဒီကနေ့ဒီဆရာကြီးမကင်ဂျာရဲ့သင်ရှားကြော်ကြားတဲ့ heartland view အကြောင်းလေးကိုပြန်လည်ဆန်းစစ်ရင်းနဲ့မိတ်ဆွေတို့နဲ့အတူတူနိုင်ငံရေးအတွေးခေါ်လေးတွေကိုလေ့လာကြပါမယ်။ heartland view လေးဟာနိုင်ငံတိုင်းကမှရှိနေတဲ့ပင်လယ်အင်အားနဲ့ကုန်းပြင်အင်အားကိုနှိုင်းယှဉ်ထားပြီးတော့ကုန်းပြင်အင်အားတာလုံးမှုကအဓိကကျတယ်လို့ ဆိုလိုချင်တဲ့သဘောဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီ theory ဘောပြန်လဲချိပတ်ထားတဲ့နောက်ထပ် theory တွေလည်းများစွာပေါ်ထွက်ခဲ့ပါသေးတယ်။ဒီ Hartland theory လေးကိုနှစ်ကြိမ်တိတိဆရာကြီး Mackinder ကပုံမကောင်းပေါ်ပြုပြင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။1904ခုနှစ်မှာ Geographical Bible History ဆိုတဲ့သီးစလေးနဲ့စတင်မိတ်ဆက်ခဲ့တဲ့ Hartland theory ကို1919ခုနှစ်မှာထွက်ခဲ့တဲ့သူ့ရဲ့စာအုပ်စာအုပ်လေးရဲ့အမည်က Democratic Ideas and Reality ဆိုတဲ့စာအုပ်အဲ့စာအုပ်ထဲမှာပထမအကြိမ်ပြုပြင်ပါတယ်1943ခုနှစ်မှာရေးသားခဲ့ The Raw War and the Winning of the Peace ဆိုတဲ့စာအုပ်ထဲမှာဒုတိယအကြိမ်စုစုပေါင်းနှစ်ကြိမ်တိုင်းတိုင်း update လုပ်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်အဲ့တော့ theory ကဘာလဲဆိုတာသိရင်နေတွေတော့သူ့ theory ရဲ့အနှစ်ချုပ်စာကြောင်းလေး၃ကြောင်းကိုအရင်ဦးဆုံးကြည့်ကြရအောင်အရှိဥရောပကိုအုပ်စိုးသူသည် Heartland လို့ခေါ်တဲ့နယ်မြေကိုအမိန်ပေးနိုင်လိမ့်မည် Heartland ကိုအုပ်စိုးသူသည် War Island လို့ခေါ်တဲ့ကမ္ဘာကျွန်းကြီးကို အမိန်ပေးနိုင်နေပြီ War Island ကိုအုပ်စိုးသူကသာကမ္ဘာကိုချုပ်ကင်နိုင်နေပြီဒီချက်တွေဟာသူ့ theory ရဲ့အနှစ်ချုပ်တွေပဲဖြစ်ပါတယ်အဲ့တော့ Heartland တွေ War Island တွေဆိုတာဘာတွေလဲဒီနယ်ဝယ်တွေကသူ့ရဲ့ theory ထဲမှာအမိပေးခဲ့တဲ့နေရာဒေသတွေဖြစ်ပါတယ်သူကကဘာကြီးကိုကျွန်းကြီးတွေဖြစ်တင်စားပြီးတော့အပိုင်းနှစ်ပိုင်းခွဲကြလိုက်ပါတယ်။အဲ့နှမျိုးကတော့ World Island နဲ့ Outer Island ပဲဖြစ်ပါတယ်။ ဝေါ်အိုင်လန်ထဲမှာဆိုရင်ဒီမှာပုံမှန်မြင်ရတဲ့အတိုင်းအာရှတို့ဥရောပတို့အာဖရိကတို့ပါမှာဖြစ်ပြီးတော့အောက်တာအိုင်လန်ထဲမှာဆိုလို့ရှိရင်တောင်အမေရိကမြောက်အမေရိကဩစတြေးလျစတဲ့တိုက်ကြီးတွေပါမှာဖြစ်ပါတယ်။ကမ္ဘာကြီးကိုချုပ်ကင်နိုင်ဖို့အတွက်ဆိုရင်ဝေါ်အိုင်လန်ကိုဥစွာဆိုးဖို့လိုအပ်လိမ့်မယ်လို့သူကယူဆတာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဝေါ်အိုင်လန်ဒေသကြီးလူရည်ထူထပ်ခြင်းအစာရေစာပေါများခြင်း ်တွင်းတပ်ပစ္စည်းတပ်ထုများပေါ်များခြင်းစတဲ့နိုင်ငံတကာမှာရှိစဉ်ရှိလိုက်တဲ့လိုအပ်ချက်များပြည့်စုံစွာရှိခြင်းကြောင့်ပဲဖြစ်ပါတယ်။ဆရာကြီးမာခင်သာဟာသူ့ရဲ့ဒီယိုရဲမှာခစ်ကာလကိုအပိုင်း၃ပိုင်းပိုင်းခြားပြီးဖော်ပြထားတာတွေ့ရပါတယ်။ပိုင်းခြားမှုပိုင်းခြားနည်းကကိုလံဘတ်အမေရိကကိုတွဲရှိမှုနဲ့နှိုင်းယှဉ်ပြီးတော့ပဲဖြစ်ပါတယ်။ပထမကာလကို Pre-Columbian Age ကိုလံဘတ်အမေရိကကိုမတွေ့ရှိခင်ကကာလဒုတိယကာလကိုတော့ Columbian Age ကိုလံဘတ်အမေရိကကိုတွေ့ရှိတဲ့ကာလ တတိယကာလကိုတော့ post columbian age ကိုလံဘတ်အမေရိကကိုတွေ့ရှိပြီးတဲ့ကာလဆိုပြီးတော့ခွဲခြားထားပါတယ်အဒီကာလသုံးခုပေါ်သူ့ရဲ့အမြင်တွေကိုလည်းဖော်ပြထားပါသေးတယ်တော့ပထမကာလ pre columbian age ဒီကာလမှာနိုင်ငံတွေကသူတို့ရဲ့အင်အားကိုစင်တွေမြင်းတွေကလောက်အုပ်တွေစတဲ့ကုန်းလွင်းသတော်ဝါတွေနဲ့ဖြစ်တင်ကြပါတယ်ပြီးတော့ဒီကာလမှာဥရောပနိုင်ငံတွေပေါ်ကိုအာရှသားတို့ရဲ့တူးကျော်မှုတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ် ဥပမာကမ္ဘာအကြီးဆုံးမွန်ဂိုအင်ပါယာကြီးကိုပြန်လည်လေ့လာကြည့်ရင်သိနိုင်မှာဖြစ်ပါတယ်။မြင်းစီကျွမ်းကျင်ပြီးတော့တဘောကလျောက်နေထိုင်ကြက်စားရမှာကျွမ်းကျင်တဲ့ဒီမွန်ဂိုလူမျိုးစုတွေဟာကမ္ဘာကြီးကကြောက်ရတဲ့အထိအင်အားအင်အားကြီးမားခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်သူကဒီကာလမှာမြေပြင်အင်အားကြီးမားစွာပိုင်ဆိုင်သူတွေကဆုံးမတဲ့ကာလလို့မြင်ပါတယ်။ဒုတိယကာလကိုလံဘီယန် age ဒီကာလမှာဆိုရင် ရေချောင်းခရီးအေးပါမှုနဲ့ နိုင်ငံတွေဟာရေတက်အင်အားကိုအဓိကအင်အားဖြစ်မြင်တွေ့လာခဲ့ကြပါတယ်။ဥရောပနိုင်ငံတွေဟာစီးပွားရေးချဲ့ထွင်မှုနဲ့သူတို့ရဲ့ကြီးမြတ်မှုတွေကိုပြသဖို့ပင်လယ်ရေကြောင်းတစ်လျှောက်ကနိုင်ငံတွေကိုကိုလိုနီပြုခဲ့ကြပါတယ်။ဒါတွေကိုသတိထားကြည့်မယ်ဆိုရင်တွေ့ရမှာဖြစ်ပါတယ်။ဥပမာဆိုရင်နေမဝင်ဗြိတိရှ်အင်ပါယာကြီးကိုကြည့်ရင်ရေတက်အင်အားရဲ့အဓိကကြဖို့မြင်နိုင်မှာဖြစ်ပါတယ်။ရေတက်အင်အားတောင်တင်းမှုနဲ့အတူကိုလိုနီနယ်မြေများစွာပိုင်ဆိုင်ခဲ့ပြီးတော့တကုတ်အင်အားကြီးထွားခဲ့တာပဲဖြစ်ပါတယ်။ တတိယကာလ post columbian age ဒီကာလကိုတော့ဆရာကြီးကနိုင်ငံတွေအချင်းချင်းအင်အားချင်းပြိုင်ဆိုင်ကြတဲ့ကာလလို့မြင်ပါတယ်။ဒီကြောင့်အင်အားများများပိုင်တော်လဲပဲအင်အားကြီးနိုင်ငံလို့ပြောလို့မရလို့အချက်အချာမကျတဲ့လက်တကူတူးကျော်ဝင်ရောက်နိုင်တဲ့ကုန်းပြင်များစွာပိုင်ဆိုင်ခြင်းဒီလဲအင်အားကြီးနိုင်ငံလို့ပြောမရဘူးလို့သူကသုံးသပ်ပါတယ်။အဓိကအင်အားကြီးနိုင်ငံဖြစ်ဖို့ဆိုရင် heartland ကိုပိုင်ဆိုင်သူသာဖြစ်နိုင်မယ်လို့သူကသတိပေးခဲ့ပါတယ်။ ဒါပြင်ယထာအသုံးပြုမှုခက်စားလာဦးနဲ့တို့ဒီမြေပြန့်ဒေသရဲ့တည်ယူပို့ဆောင်ရေးနဲ့စင့်အရာဖြန့်ကျက်နိုင်မှုဟာတာလွန်ဆင်းကိုရောက်ရှိနိုင်မယ်လို့အမှတ်ချက်ပေးခဲ့ပါသေးတယ်။ဒါဆိုရင်ဆရာကြီးကသူ့ရဲ့အမြင်မှာ hard landing ဘိုးအချက်ကြာကြတယ်လို့ဘာကြောင့်ထင်ရပါသလဲ။ပဲဆိုရင်ပုံမှန်မြင်တဲ့အတိုင်း hard landing ရေချောင်းအင်အားနဲ့တူးကြဝင်ရလို့မရတဲ့ကုန်းမြေပြန့်ဒေသဖြစ်ပါတယ်။အပေါ်ဘက်မှာဆိုရင်လည်းရေခဲနေတဲ့အာတိတ်သမုတ်ရာရှိပြီးတော့ ကုန်းတွင်းပိုင်းမှာဆိုရင်တဲကန်ရံရည်တောင်တွင်းရုံးမတွေနဲ့ဝင်းရံထားတဲ့စီရီအရာတိုက်ခိုက်ဖို့ရခက်ခဲမှာပဲဖြစ်ပါတယ်။ဒါပြင်ခုနကပြောခဲ့သလိုယထာလန်တိုးချဲ့လာမှုတွေနဲ့တူမြန်ဆန်တဲ့ထောက်ပံ့မှုစင်ရရွှေပြောင်းနိုင်မှုတွေကြောင့် Inner Crescent ဆိုခေါ်တဲ့ Rimland ဒေသကိုအတင်းနဲ့အမြန်အချိန်တိုတွင်းမှာထိန်းချုပ်နိုင်လိမ့်မယ်လို့သူကမြင်ပါတယ်။ Rimland ဆိုတာဒီ Hotline အပြင်ဘက်မှာရှိတဲ့ area သူလည်းပဲ World Island ထဲမှာပါရှိတာဖြစ်ပါတယ်။ ရမ်လန်ဒီကျွန်တော်တို့မြန်မာနိုင်ငံပါဝင်နေတဲ့ဒေသလေးဖြစ်ပါတယ်။ဒါ1904ခုနှစ်မှာတင်ပြခဲ့တဲ့ဆရာကြီးရဲ့လက်ချာမှာဖော်ပြထားတာဖြစ်ပြီးတော့အဲ့ဒီအချိန်ကဟတ်လန်ကိုထိန်းချုပ်ထားတာရုရှားအင်ပါယာပဲဖြစ်ပါတယ်။ဆရာကြီးကသိတာသာပဲရုရှားအင်အားကြီးမားလာမှုကိုသူ့ရဲ့မိခင်ဗြိတိရှားတို့အတွက်သတိပေးခဲ့တဲ့ပုံစံမျိုးနဲ့တင်ပြခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ကွန်မြူနစ်ပေါ်ပေါက်မှုနဲ့အတူရုရှားအင်ပါယာပြတ်သုံးသွားပြီးနောက်မှာ1939ခုနှစ်မှာထွက်ရှိခဲ့တဲ့ Democratic ideas are reality ဆိုတဲ့စာအုပ်မှာဒီ Heartland ကိုထပ်မံသတိပေးခဲ့ပါတယ်။ Heartland ဒီမြေပြင်နေထိုင်ရကျူးကျော်ဝင်ရောက်ဖို့ခက်ခဲတော်လဲပဲသူ့မှာအားနည်းချက်တနေရာရှိပါတယ်။အဲ့ဒါကတော့အရှိဥရောပဗတ်ချမ်းပဲဖြစ်ပါတယ်။ Heartland ကိုဝင်ရောက်ဖို့အကောင်းဆုံးနေရာဒီဒီအရှိဥရောပဒေသဖြစ်ပြီးတော့အရှိဥရောပကိုထိန်းချုပ်နိုင်သူတော့ Heartland ကိုအုပ်စိုးလိုက်ပဲလို့သတိပေးခဲ့ပါတယ်။ပုံမှန်ကျအနီလေးနဲ့ပြထားတာဟာ အရှေ့ဥရောပဒေသဖြစ်ပြီးတော့ဆရာကြီးမက္ခိနာပြောတဲ့ hard land ကိုအုပ်စိုးဖို့အဓိကကြားတဲ့ဝင်ပေါက်တစ်ခုဖြစ်တယ်လို့ဆိုတာဖြစ်ပါတယ်။1919ဆိုတော့အဲ့ဒီအချိန်ကဥရောပမှာအင်အားကြီးနေတဲ့ဂျာမနီကိုသတိထားဖို့ဆရာကြီးကသတိပေးခဲ့တာပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ကျွန်တော်စီအေးတိုက်ဝဲအကြောင်းတင်ပြခဲ့တဲ့ကဖော်ပြခဲ့တဲ့ဟစ်တလာရဲ့မှားယွင်းခဲ့တဲ့ကျူးကျော်မှုကိုမှတ်မိကြတာတော့မသိဘူးဗျ။ Operation Barbarossa လို့တမိုင်းမှာထင်ရှားပါတယ်။ဟစ်တလာဟာ ဟတ်လန်ကိုခြေကုပ်ယူဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပေမဲ့မအောင်မြင်ပဲအကြီးကျယ်မှောင်ရင်းခဲ့ပါတယ်။ဒါကြောင့်ဟစ်တလာဟာဆရာကြီးမခင်နာရဲ့ POV ကိုလိုက်လံဖော်ဆောင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ဖာဆိုမခင်နာရဲ့ POV ကအနှစ်ချုပ်အချက်၃ချက်ကိုပြန်လည်ကြည့်မယ်ဆိုရင်အရှိဥရောပကိုအုပ်စိုးသူသည်ဟတ်လန်ကိုအမိန်ပေးနိုင်လိမ့်မည်။ဟတ်လန်ကိုအုပ်စိုးသူသည် World Island ကိုအမိန်ပေးနိုင်လိမ့်မည်။ World Island ကိုအုပ်စိုးသူသည်ကဘာကြီးကိုလွှမ်းမိုးနိုင်လိမ့်မည်။ ပေါ်ပြီးတွေ့ရမှာဖြစ်ပါတယ်။ဆရာကြီးမကင်ညာရဲ့ theory ဟာမှန်ကန်ပြည့်စုံတယ်လို့ဆိုမရပါဘူး။ဥပမာအမေရိကန်တို့ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်လာမှာကိုမစင်းစားမိခြင်းလေကြောင်းပို့ဆောင်ရေးတွေဒီပုံမလို့အသုံးဝင်လာမှုကိုထပ်မတော်ခဲ့ခြင်းဟတ်လန်ကိုလွန်စွာခြေကားခြင်းစတဲ့အားနည်းချက်တွေရှိနေပါတယ်။ဒါကြောင့်လည်းနောက်မှသူ့ theory ကိုကောင်တာချပတဲ့နိုင်ငံရေး theory များပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။ဥပမာနီကိုလတ်စပိုက်မန်ရဲ့ Rimland theory ဒီ theory မှာဆိုရင် Hotland ထက် ရင်မလန်အရေးကြီးပုံကိုတင်ပြထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။မိတ်ဆွေတို့ရဲ့ပထဝီနိုင်ငံရေးပေါ်စိတ်ဝင်စားမှုကြည့်ပြီးတော့ကျွန်တော်ဒီရင်မလန်ဒီယိုလေးကိုထပ်မံတင်ဆက်ပေးသွားပါဦးမယ်။ဒီ Hardland ဒီယိုတွေရပါတော့မပြည့်စုံတဲ့ဒီယိုတွေတခုဖြစ်တော်လဲပဲမှားရင်းတယ်လို့ပြောလို့မရတဲ့အတွက်ယနေ့တိုင်ဆွေးနွေးနေကြတဲ့နိုင်ငံရေးမဟာဗျူဟာတခုဖြစ်ပါတယ်။ဆိုဗီယက်တို့တခိုးကြီးမားခဲ့တဲ့အခါကွန်မြူနစ်စနစ်ပြန့်နှံ့မှာကိုတားဆီးခဲ့တဲ့အမေရိကန်သမ္မတ Truman ရဲ့ဘူဝါဒဆိုရင် ဆိုဗီယက်တို့ World Island ကိုထိန်းချုပ်နိုင်သွားမှာကိုစိုးရိမ်ကြီးကြောင်ဖြစ်တယ်လို့လည်းအတချို့ကသုံးသပ်ကြပါတယ်။ Heartland ကိုပိုင်ဆိုင်ထားတဲ့ဆိုဗီယက်ကို YWPRB ကအင်အားကြီးမလာအောင်ဆောင်ရွက်ခဲ့ကြတာကိုကြည့်ရင် Heartland Theory ကိုထည့်သွင်းစဉ်းစားထားခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ယခုခါတရုတ်ရဲ့ပိုလန်မှစီမံကိန်းလို့ခေါ်တဲ့ One Belt One Road ဒီစီမံကိန်းဟာ Heartland Theory ကိုပြန်လည်အသက်သွင်းနေသလားလို့ထောက်ယူနိုင်ငံရေးသိမ်းသုံးသပ်သူတွေကမေးခွန်းထုတ်နေကြတာဖြစ်ပါတယ်။ တကယ်၍ဒီစီမံကိန်းသာအောင်မြင်သွားခဲ့ရင်တရုတ်တို့ရဲ့အင်အားကြီးမားလာမှုကိုထိန်းချုပ်နိုင်မှာမဟုတ်ဘူးလို့အမေရိကန်တို့ကလက်ရှိမှာမြင်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီပါဝါကိုတန်းညှိဖို့အတွက်မျိုးမျိုးစူးစမ်းနေတာပဲဖြစ်ပါတယ်။တရုတ်ရဲ့ဒီပိုလန်မစီမံကိန်းထဲမှာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံလည်းပါဝင်လို့နေပါတယ်။အဲ့တော့ဒီတရုတ်တို့ရဲ့ပိုလန်မအစည်းအဝေးမှာမြန်မာနိုင်ငံစီပူးပေါင်းပါဝင်တဲ့မှာသလား။ဒါမှမဟုတ်အလိုက်အသင့်တခြားနိုင်ငံမျိုးကနေလို့ဆောင်ရွက်တဲ့မှာသလား။ စတဲ့မိတ်ဆွေတို့ရဲ့အမြင်တွေကိုမှတ်ချက်ပေးခဲ့နိုင်ပါတယ်ဆိုတာကိုတင်ပြရင်းနဲ့ဒီတစ်ပတ်အတွက်နိုင်ငံရေးကဏ္ဍကနေနားပါအောင်ပါဗျ။တော့ဘော်လေးကနေအလှဲ့ကျကဏ္ဍ၄ခုကိုပြင်ဆင်နေတာဖြစ်ပြီးတော့နောက်ပတ်လှဲ့ကျတဲ့ကဏ္ဍကတော့တိတ်ပဲပန်းစားရဲ့ကဏ္ဍဖြစ်ပါတယ်။